ကဲဒီတစ်ခေါက်ကပေါ့နော်ဒီတစ်ခေါက်ဗီဒီယိုကတော့ရှေ့တစ်ဘက်ကဖတ်ပြခဲ့တဲ့စာအုပ်လေးရဲ့အပိုင်းအဆက်ဖြစ်တယ်ပေါ့နော်စာအုပ်လေးနာမည်ကတော့အောင်မြင်ရှိစေစေချိုတက်အလေးအထခုနှစ်ချက်ဆိုရက်အဲကောင်းတာမြန်မာပြန်ထားတဲ့စာအုပ်လေးဖြစ်တယ်အဲရှေ့တစ်ဘက်မှာလည်း အဲပြောခဲ့ပြီးပြီးစာအုပ်ကြောင့်လည်းနည်းငယ်မေးဆက်ပေးသွားပြီဖြစ်လို့ပေါ့နော်အခုမှတော့စာအုပ်အကြောင်းအရင်မေးမဆက်ပဲနဲ့ဒီစာအုပ်ဒုတိယပိုင်းအနေနဲ့ပြန်လည်ဝင်ငှမယ့်အကြောင်းအရာလေးတွေမှာကျွန်မခွန်အားရရှိတဲ့အကြောင်းအရာလေးတွေကိုပြန်ပြီးတော့ဟော sharing လုပ်သွားပေးပါမယ်ပေါ့နော်အာဒါဆိုရင် ပထမဆုံးအနေနဲ့အစာအုပ်လေးတွေကခွန်အားရတဲ့အကြောင်းအရာလေးတွေကိုဖတ်ပြသွေးပေးသွားပါမယ်။အာကျမတို့ယနေ့ခေတ်လူအဖွဲ့အစည်းကြီးကပေါ့နော်အာလှုပ်ရှားကိစ္စတွေများတယ်။ဒါပေမဲ့အရေးကြီးတာထက်အလင်းလိုတာကိုဦးစားပေးနေတဲ့ခေတ်ကြီးဖြစ်ပါတယ်။ အရေးကြီးပေမဲ့လောလောဆယ်တကယ်လက်တွေ့မှာအလင်းမလို့သေးဘူးဆိုရင်တော့ဘေးဖိထားကြတဲ့အခြေအနေဖြစ်တယ်။အာအဲဒီလိုလူမျိုးတွေဘယ်လိုလူမျိုးစားရရှိတယ်ဆိုတဲ့အကြောင်းကိုလည်းဒီမှာလည်းလေးခွက်ကြားပုံစံဖြင့်ဖော်ပြထားပါတယ်ပေါ့နော်။လူမျိုးစားလူမျိုးရှိတယ်။အလင်းမလို့သမျှဘေးချိတ်ထားတဲ့သူဦးစားပေးမှုကိုဦးစားပြီးပြီးလှောက်ဆောင်တက်တဲ့သူဟုတ်ကဲ့ပါဆိုတဲ့လူ ပြင်းရီပြီးအလှောက်ဆောင်တဲ့သူ အဲ့ဒီလူမျိုးစားလူမျိုးတွေကနေပြီးတော့ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကိုစဉ်းစားဖို့လိုအပ်ပါတယ်ပေါ့နော်ကိုကအလင်းမလို့သမျှဘေးချိတ်ထားတဲ့သူဆိုရင်တော့နောက်ဆုံးမှာကြုံတွေ့နိုင်ရတဲ့အခက်အခဲတွေရှိတယ်။ဘာလဲဆိုတော့တောကပြပါရပူလောင်ပြင်းပြတဲ့ခံစားချက်တွေနဲ့အတူတကယ်သူ့ရဲ့ရလက်ကလည်းတာမန်အလေတန်းလောက်ပဲဆိုတဲ့ဥစ္စာကိုကြုံတွေ့ရတယ်။ ါနောက်တအုပ်ဆိုတာဟုတ်ခဲ့ပါလို့ပေါ့နော်အမြဲတမ်းသူများအာကုညီတောင်းတာပဲဖြစ်ဖြစ်တခုခုလောက်တာပဲဖြစ်ဖြစ်ဟုတ်ခဲ့ပါဆိုရဲအမြဲတမ်းပြောနေရတူအာသူကတော့အများအားဖြင့်ရှုံးနှိမ့်မှုတွေနဲ့ပဲရင်ဆိုင်နေရတဲ့သူ ဖြစ်လာတတ်ပါတယ်အောင်မီးတော့ချက်ကိုတော့စာကြောင်းလေးထဲမှာဒီလိုလေးဖော်ပြထားတယ်အောင်မီးတော့ချက်ကိုတော့မသိပါဘူးဒါပေမဲ့ရှုံးနှုံရေးတော့ချက်ကတော့လူတိုင်းကိုကျင့်နေရအောင်နေရတာပဲဖြစ်ပါတယ်အာ အဲ့လိုပဲပေါ့နော်သူများရဲ့လိုလိုက်ပြီးကိုကိုတိုင်းပျောက်ဆုံးသွားတဲ့အခါတွေမျိုးလည်းရှိတယ်အဲ့ဒီအရာနေစပြီးကျွန်တော်တို့ကရှုံနေတဲ့လူတွေဖြစ်လာပါတယ်တဲ့အာအစီတင်တကြလှုပ်ဆောင်တတ်ဖို့ဆိုရင်စီမံကိန်းတစ်ခုအရာယူရမယ်ကျွန်တော်တို့နေ့တိုင်းဟွန်းလှုပ်ဆောင်ရမယ့်အရာတွေကိုအစီအစဉ်ခွဲဆွဲတယ်စီမံကိန်းနဲ့လှုပ်ဆောင်ရမယ်ပေါ့နော်အစီမံကိန်းဆိုတဲ့အခါမှာပေါ့ အာအဲ့လိုကြားလိုက်တာနဲ့သူတွေကကိုဘဝကိုစီမံကိန်းတစ်ခုနဲ့တန်လန်းချီနှောင်ထားတာမလို့ခြင်းပါဘူးဘဝမှာလွတ်လွတ်လပ်လပ်ပဲနေခြင်းတယ်လို့တချို့ကတွေးကြတယ်ပေါ့နော်တချို့ကလည်းအဲ့လိုပြောကြတယ်အဲတင်တကယ်တမ်းခေါင်းထဲဆွဲထားရမှာကစီမံကိန်းချထားခြင်းကတင့်ကိုချီတုပ်ထားတာမဟုတ်ပဲတင့်ကိုစီကံတကြလွတ်လပ်မှုပေးလိုက်တာဖြစ်ပါတယ်တဲ့စီမံကိန်းလုပ်တဲ့အခါမှာခြေလန်းသုံးလန်းဖြစ်လှုပ်ဆောင်ရပါမယ်တဲ့ ။တင်းရဲ့ကြောက်ဆိုင်ကြီးများတဲ့အရေးပါရဲ့ကိစ္စရဲ့များကိုအတိမပြုပါ။တစ်ကြောက်တုံးကြီးများကြောင့်အချိန်ပိတ်ဆို့ရဲတဲ့။အသေးဖွဲကိစ္စရဲ့များကိုအရင်မလှုပ်ဆောင်မနဲ့အရင်အရေးပါဆုံးကိစ္စတွေကိုလှုပ်ဆောင်ရမယ်။ခွက်တစ်ခုတည်းကိုအော်ဒီထဲမှာပေးထားတဲ့ဥမာလေးရပါတော့ခွက်တစ်ခုတည်းကိုကြောက်စစ်ခဲတွေအဲကြောက်တုံးကြီးထည့်ရမယ်ဆိုရင်ကြောက်စစ်ခဲတွေကိုအရင်ဖြည့်လိုက်တဲ့အခါမှာဆိုရင်သူကအာနောက်ပိုင်းမှာကြောက်စစ်ခဲတိတိလေးတွေကနေရာယူပြီးတော့ကြီးမိုင်းဟာကိုတကယ်ထည့်ရမယ့်ဟာကျတော့နေရာမလောက်တာအချိန်မလ ောက်တာအဲ့လိုပုံစံမျိုးတွေဖြစ်လာတတ်တယ်။အဲ့ဟာကြောင့်မလို့တကယ်ကိုယ့်ရဲ့ကြောက်ဆိုင်ကြောက်ခဲလေးတွေကိုအရင်ထည့်ပြီးမှလွတ်လပ်တဲ့နေရာလေးမှာတင်းငယ်တဲ့ကြောက်စိတ်ခဲလေးတွေကိုထည့်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းလည်းပြောထားတယ်။နံပါတ်3အနေနဲ့အရာရာကိုလည်းအစီအစဉ်ဆွဲပေးရမယ်တဲ့။အင်းဘယ်လိုမျိုးလဲဆိုတော့သူအမဆုံးနှစ်ဆုံးအဲ့ဒီရဲ့ခေါင်းစဉ်လေးအောက်မှာဆုံးနှစ်ခုဖော်ပြထားရပေါ့နော်တတရေးဆုံးနဲ့တတိယရှိရေးဆုံးလို့ခေါ်ပါတယ်အဲ့ဒါကိုလည်းသိရှိပြီးတော့ကျမတို့ကလက်ခံစူးစမ်းတက်ရမှာဖြစ်ပါတယ် လူသားရင်းအားတတရေးဆုံးမှာရှိနေရင်တော့ကိုယ့်ကိုယ်လုံးကျုံစိတ်ချရတယ်လို့ခံစားရမှာဖြစ်တယ်။တတိရှိရေးဆုံးကိုတော့ရောက်ရှိသွားရင်တော့ကြိုးစိုးဖိတ်ခေါ်နေတာကတော့စွန့်စားမှုခက်ခဲတဲ့အခါရတဲ့အခွင့်အလန်းတာဝန်ကြီးမှုလိုပါပဲ။အဲ့ဒီရဲ့နှစ်ခုကြားရမှာပေါ့နော်။အဲသူကဆက်ဝိုင်းလေးနဲ့ဖော်ပြထားတယ်။တတရေးဆုံးနဲ့တတိရှိရေးဆုံးကူပြောင်းဖို့တကယ်တကယ်ချားထားထားတဲ့နည်းနမိတ်လေးဆိုရင်တော့မသေးချာမှုဖိအားပြောင်းလဲမှု ကြဆုံးနိုင်ကြီးလိုပဲဖြစ်တယ်ပေါ့နော်အဲ့ဒီဟာလေးကိုကြော်လွန်သွားရဲဆိုရင်ကျမတို့ကတတရေးဆုံးကနေပြီးတော့တတိရှိရေးဆုံးကိုကူပြောင်းသွားမှဖြစ်ပါတယ်အဲ့ဒီလိုကူပြောင်းတဲ့အခါမှာတစ်ခါတစ်ခါမှကိုယ့်ကိုတန်တရားဝင်တာမျိုးတွေဖြစ်တတ်တယ်ဒီမှာပြောထားတဲ့စာကြောင်းလေးကကျွန်ုပ်တို့တန်တရားတွေကတစ္ဆာဖောက်တွေပါပဲအားထုတ်ရမှကြောက်ရွံ့နေတာနဲ့ပဲမကြာခဏအောင်ပွဲရနိုင်တဲ့အကောင်းွက်တွေပျောက်ဆုံးကုန်ရတယ် ဘဝမှာအရေးပါဆုံးလမ်းဆောင်လမ်းကားတွေရှိကြရမှာတင်ရွေးချယ်တဲ့လမ်းခွဲကတင့်ကိုအမြဲထောက်ရအကျိုးသက်ရောက်နေလိမ့်မယ်ဘဝမှာချမရေးထားတဲ့ပန်းနိုင်ဆိုတာဆန္ဒတသက်ပဲဖြစ်နေတယ် ခက်ခဲတဲ့နေရက်တွေကအကောင်းဆုံးပဲဖြစ်တဲ့ချန်ပီယံတွေပေါ်ထွက်အောင် လုပ်နိုင်လို့ပါပဲ။ဒါတွေကတော့ကျမတို့ဘက်ကရွေးချယ်ဆုံးဖြတ်ရမယ့်အပိုင်းတွေပေါ့နော်။လောကမှာရွေးချယ်စရာဖြစ်လာတဲ့အချိန်မိမိရွေးချယ်တဲ့လမ်းကိုအဆုံးထိရှောက်လမ်းဖို့လိုအပ်တယ်လို့မရွေးချယ်ခင်ကတည်းကတိစအတိချဆုံးဖြတ်တတ်ဖို့လိုအပ်တယ်။ အာဒီအချက်လေးကိုဖတ်ပြီးတော့ကိုကဘယ်လိုလူမျိုးဖြစ်ချင်လဲရှေ့နာကမှဘယ်လိုပုံစံမျိုးနဲ့နေချင်တယ်ဆိုတော့တေချာစဉ်းစားမိလာတယ်ကျွန်မအနေနဲ့ပေါ့နော်ဘဝရဲ့အလင်လိုတဲ့အရာတွေကိုပဲမဟုတ်ဖ ೇನೆ တကယ်ကိုဘဝမှာတကယ်အရေးပါတဲ့ကိစ္စတကယ်လှုပ်ချင်တဲ့ကိစ္စဖြစ်ချင်တဲ့ကိစ္စထက်တကယ်အရေးပါတာကိုကအဲ့ကိုအတွက်တကယ်အရေးပါတဲ့အရာတွေကိုစဉ်းစားတက်လာရပေါ့နော်နောက်တစ်ပိုင်းနေနေကတော့ပေါင်းသစ်ဆက်ရင်းနဲ့သက်ဆိုင်တဲ့အပိုင်းလေးပဲဖြစ်ပါတယ် အပေါင်းအသင်းခန္ဓာမှာလည်းပုံစံမျိုးမျိုးနဲ့ရှိနေနိုင်ပါတယ်ကျမတို့အဲ့လို တခြားသူနဲ့ပေါင်းတင်ဆက်ဆံတဲ့အခါမှာသူနိုင်ကိုနိုင်ရေးကိုစဉ်းစားပြီးတော့ပေါင်းတင်ဆက်ဆံရမယ်ပေါ့နော်။သူအဲ့ဒီရဲ့ဆက်ဆံရေးကအာသူလည်းနိုင်နေရမယ်ကိုလည်းနိုင်မနေရမယ်ဘယ်လိုမျိုးလဲဆိုတော့အဲ့လိုချင်းချင်းနိုင်တာမျိုးမဟုတ်ဘဲအောင်မြင်မှုရရှိနေရမယ်ပေါ့နော်။သူနိုင်ကိုနိုင်ဆက်ဆံရေးကတော့လူတိုင်းအနိုင်ရနိုင်နေရဲ့ဆိုရဲယုံကြည်မှုကိုဖြစ်ပေါ်စေပါတယ်တဲ့။ဒါကြောင့်လှုပ်ဆောင်နေတဲ့လုပ်ငန်းအတိုင်းဝိုင်းကလည်းတူတူကြီးတူတူတိုးတက်ကြီးထားလာနိုင်ပါတယ်။ ကိုနိုင်သူရှုံးဆက်ဆံရေးမျိုးတွေဆိုရင်တော့အဲ့လိုမျိုးလောကမှာအဲ့လိုဆက်ဆံမျိုးတွေလည်းရှိတယ်။ဒါပေမဲ့ကိုနိုင်သူရှုံးဆက်ဆံရေးတွေရဲ့အဲဘယ်လိုလဲဆက်ဆံရေးကတော့နောက်ကျောကိုဓာတ်နဲ့ထိုးတဲ့ဆက်ဆံရေးမျိုးလို့ခေါ်ဆိုနိုင်တယ်။ကိုရှုံးနဲ့သူနိုင်နဲ့အဲ့လိုဆက်ဆံရေးဆိုရင်လည်းအဆင်မပြေပြန်ဘူးပေါ့နော်ကိုရှုံးသူနိုင်ဆက်ဆံရေးကတော့နာကျင်မှုအလျှော့ပေးလိုက်ရတာကိုကအမြဲတမ်းအလျှော့ပေးလိုက်ရမှုတွေနဲ့တန်တရာလည်နေတတ်ပါတယ်တဲ့ တကယ်မကောင်းမြင်သဘောထားတွေဟာအချင်းချင်းမကောင်းတရားနဲ့ကြောင့်မကောင်းမြင်သဘောထားတွေဟာကိုရှုံးသူရှုံးတွေပဲဖြစ်ပေါ်စေတဲ့တဘာဝတရားပဲဖြစ်ပါတော့တယ်အာမိမိရဲ့အတင်အဖွဲပတ်ဝန်းကျင်ကလူတွေနဲ့တူတူတိုးတက်ဖို့ဆိုရင်ကိုနိုင်သူနိုင်ဆက်ဆံရေးကိုတိစောက်တက်ရမှာဖြစ်ပါတယ်။ပေါင်းသဆက်ဆံရေးမှာလည်းဒီမှာအာဘောနောကို ကိုနိုင်သူနိုင်ဆက်ဆံရေးကိုဟိုကျမတို့တကယ်ကျင့်သုံးပြီးတော့ကျမတို့လုပ်ငန်းလုပ်နေတဲ့အရာတစ်ခုရှင်းစီမှာတော့လကောက်တခြားကိုနေထိုင်ရပတ်ဝန်းကျင်မှာတော့လကောက်ဟိုတကယ်ကျင့်သုံးဖို့စဉ်းစားထားရပေါ့နော်အဲနောက်တစ် ပေါင်တင်ဆက်ဆက်ရေးခန္ဓာတစ်ခုမှအရေးပါတဲ့အခန်းခန္ဓာမှာအလုံးလုံးနေတဲ့အပိုင်းတစ်ပိုင်းရှိပါသေးတယ်။အဲ့ဒါကတော့နားထောင်ခြင်းအပိုင်းဖြစ်ပါတယ်။အဲ့ဒီနားထောင်ခြင်းအပိုင်းကိုလည်းဝင်မြထားတယ်။အဲသူတစ်ပါးရဲ့စကားတန်ကိုနားထောင်ပြဖို့လိုအပ်ပါတယ်ပေါ့နော်။ကျမတို့ကသူတစ်ပါးပြောတာကိုနားထောင်တဲ့အခါအဲသူတစ်ပါးပြောတာချက်ကိုရဲ့ရှူထောင်းကနေနားထောင်ကြည့်ရကကိုရဲ့အတ္တနောမတိအရာ အောက်ပါသုံးချက်ကိုလှုပ်ဆောင်ကြရတဲ့အစားအဝေးမှာဒီလိုဖော်ပြထားရပေါ့နော်အဲသူတစ်ပါးရဲ့စကားတန်ဝင်ကြလိုက်တာနဲ့စီရင်ဆုံးဖြတ်တ တ်တယ်အကြံပေးမိတယ်စုံစမ်းထောက်လန်းကြည့်တယ်အဒီအရာတွေကသူတပားရဲ့စကားအတန်ကိုနားထောင်တဲ့အခါမှာမလုံတဲ့တဲ့အရာတွေပဲဖြစ်တယ်ဒါကသူတို့ရဲ့စကားအတန်ကိုစစ်မှန်တဲ့နားထောင်ခြင်းမဟုတ်ဘူးပေါ့နော်အဲစိမနဲ့နားထောင်ခြင်းဆိုတာဘယ်လိုမျိုးလဲစိမနဲ့နားထောင်ခြင်းမှာဆိုရင်လည်းအချက်၃ချက်ပါပါတယ်ပထမဆုံးအနေနဲ့သူတစ်ပါးကတကယ်ကိုကိုပြောလာတဲ့အခါနားထောင်ပေးတဲ့အခါမှာကျမတို့က နံပါတ်ဒီထဲမှာဖော်ပြထားတဲ့နံပါတ်အချက်အနေနဲ့ဆိုရင်တော့ပထမဆုံးအနေနဲ့တင့်မြက်လုံးနှလုံးသားနဲ့နားရီနဲ့နားဆင်ရမယ်လူတွေအမှန်တကယ်ပြောတာတွေကိုနားထောင်ဖို့ရလူတွေအမှန်တကယ်ပြောမထွက်မြုပ်ကျန်နေတဲ့ချက်တွေကိုလည်းနားဆင်ရိတ်စားမိဖို့လိုအပ်ပါတယ်နံပါတ်2ဒုတိယကသူတို့တွေရဲ့ဖက်နှက်ပေါ်ကရက်ပြီးနားဆင်ကြည့်ပါနံပါတ်3တတိယကကြီးမုံပြင်မှန်ကိုလေ့ကျင့်ဖို့ပဲ စစ်မင်းနဲ့နားထောင်ခြင်းကိုသိရှိပြီးတော့ဗောနောတခြားသူရဲ့အတွင်းမြင်ကိုနှလုံးသားနဲ့နားဆင်ပေးမယ်လို့သင်ခန်းစာရရှိတယ်။အဲတခါတခါကျမတို့က အာပိုဖြစ်တတ်တယ်ပေါ့နော်သူတစ်ပါးရဲ့စကားတန်ခက်ခဲကိုနားထောင်ပြီးတဲ့အခါမှာအာသူ့ကိုပေါ့အကောင်းဆုံးအကြံတွေပေးဖို့စဉ်းစားမိတယ်အဲတစ်ခါတစ်ခါရမ်းစီရင်ဆုံးဖြတ်မိတဲ့အရာတွေရှိတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့တကယ်သူ့ရဲ့နေရာနေပြီးတော့တကယ်နှလုံးသားနဲ့ရောနားနဲ့ရောတကယ်နားဆင်ပေးဖို့အတွက်လိုအပ်တယ်ဆိုတော့သိရှိသွားတယ်အဲပြီးတော့သူကိုသားဆိုရင်ဆိုတဲ့အတွေးကိုလည်းတွေးပြီးတော့အကောင်းမွန်ဆုံးသူ့ရဲ့နေရာမှာခံစားပေးမယ်ကုညီပေးမယ်ဆိုတဲ့ အဲအတိလဲရှိလာရယ်ပေါ့နော်တကယ်ကောင်းမွန်တဲ့ဆက်ဆံရေးရရှိဖို့အတွက်ကျမတို့ကအာသူတစ်ပါးရဲ့မဖော်ပြနိုင်နေပေါ့နော်ဖော်ပြလို့မရနိုင်နဲ့အချောင်းရတဲ့ဘက်ကိုလည်းနားလဲပေးရမယ်ပေါ့နော်သူတို့ပြောတဲ့ဟာမဟုတ်ဘူးနဲ့သူတို့ရဲ့တကယ်ခက်ခဲနေတယ်တကယ်ကိုယ့်ကိုစိတ်နှလုံးဖွင့်ဟလို့မရတဲ့အချောင်းရတဲ့ဘက်ကိုလည်းအော်သူတို့မှလည်းဒီလိုအချောင်းရရှိပါလားဆိုရယ်အဲ့ရှိနေတဲ့ဘက်ကိုလည်းနားလဲပေးရမယ်ဆိုတာကိုသိရှိလာရယ် ်နောက်ဆုံးအနေနဲ့ပေါ့နော်စကလုံးတစ်လုံးနေနဲ့အဆုံးတက်ချင်ပါတယ်အဲ့ဒီဥစ္စာကတော့ synergy လို့ခေါ်တယ်စုပေါင်းစွမ်းအားတင်ရေးလို့ခေါ်ပါတယ် အဲစူပေါင်းဆွမ်းအားတင်ရဆိုတဲ့သဘောတရားကပေါ့နော်လူနှစ်ဦးတို့နှစ်ဦးထက်ပိုသူများအလုပ်တစ်ခုကို အတူတကွာစူပေါင်းလှုပ်ဆောင်ရင်တဦးတယောက်တည်းလှုပ်စင်ကားထက် ဖြည့်ချင်းချက်ပိုကောင်းကောင်းဖန်တီတာ ဖြစ်ပါတယ်ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်တယ်ပေါ့နော်အော်ဒီရဲ့အပိုင်းနှစ်မှာဆိုရင်ကျမတင်ငန်းဆိုင်ရရှိတာဆိုရင်သူတစ်ပါးကိုအဲကျမတို့ရဲ့ပေါင်းသစ်ဆက်နေတဲ့အခန်းခဏမှာလဲသူနိုင်ကိုနိုင်အဲဆက်ဆက်ရင်းနဲ့ပို့ပြီးတော့ မသွားပြီးတော့တကယ်တူတူကြီးရင်ပြက်ကြီးထားဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုလည်းသင်ခန်းစာရရှိတယ်ပြီးတော့တကယ်စစ်မှန်တဲ့နားထောင်ခြင်းသူတစ်ပါးကိုလည်းဆန္ဒနားလည်းပေးရမယ်ကျမတို့တွေ့နိုင်တဲ့အပိုင်းတွေမဟုတ်ဘဲနဲ့သူတို့ဘက်မှာလည်းကျမတို့မဖော်ပြနိုင်တဲ့အပိုင်းရတဲ့အကြောင်းအရာတွေအပိုင်းတွေရှိနေသေးတယ်ဆိုတာကိုနားလည်းပေးရမယ်ဆိုတာကိုဟိုတင်ငယ်ဆိုင်ရရှိတယ်ပေါ့နော်အဲကျမရဲ့လက်တွေ့ဘဝမှာလည်းအလိုမျိုးသူတစ်ပါးရဲ့အခက်အခဲဖြစ်လာတဲ့အခါသူတို့ဟို အပြစ်တင်ခြင်းပေါ့နော်သူတို့ကအဲ့လိုမျိုးမဟုတ်ဘူးအဲကိုအတွင်းနဲ့စီရင်ဆုံးဖြတ်ခြင်းမဟုတ်ဘူးသူတို့ရဲ့တကယ်သူတို့ရဲ့တတသူတို့ရဲ့ဘဝထဲမှာလဲအော်အဲ့လိုမျိုးအခက်အခဲတွေရှိနေပါလားဆိုတော့ကိုရဲ့ဆုံးဖြတ်ချက်ကိုပေါ့နော်ကိုစိတ်နဲ့ကိုဆုံးဖြတ်တဲ့ဟာကိုလဲအဲရှော့မယ်လို့ပေါ့တင်ငန်းစာရရှိတယ်အာဒီ အဒီမှာပေါ့နော်နောက်ဆုံးစူပောင်ဆွမ်းအမြင့်တင်ရင်မှလည်းကျမတို့အတူတူအကျမတို့လောက်လောက်အခုလောက်လုံးနေတဲ့ပတ်ဝန်းကျင်မှလည်းအတူတူတကွာကျမတို့တငယ်ချင်းနဲ့အတူလောက်ဖို့ဆောင်ွက်ချင်းနဲ့အတူတူကြီးထွားဖို့လိုအပ်တဲ့ဆိုတဲ့အရာတွေကိုဟိုတင်ငင်းစာရရှိပါတယ်